ာရတယ်နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။အင်ဂျိုအင်ဂျာဇယက်ကိုဇယက်ညာသူများပေးစာကန်းစာ တောင်းစာနေရတယ်တောင်းစာဘဝကကြီးမကျွတ်လို့သေးတဲ့နော်အမေကျော်တွေးတော်ဘာကြံစီနေတယ်ဒီနေ့ကတော့ပထမဦးဆုံး စစ်ရေးသတင်းနဲ့အရင်ပြောချင်တယ်စစ်ရေးထင်းမှာဖကန်စစ်ရေးသတင်းကိုအရင်ပြောချင်တယ်အော်တိုဘာလဆန်းတုံးကစစ်ခွေးတွေအကောင်နေရာလောက်ကားမိုင်းဘက်ကိုဆင်းသွားတယ်လို့ပြောတယ်ဆိုတော့အခုကဖကန်ဘက်မှာတန်ခဲ့တဲ့ခွေးတွေကမတာပေါ်တာညားလာခဲ့တဲ့အခါမှာတော့အခုတနေ့ကနေစပြီးတော့ဖကန်ဘက်ကို ခွေးအင်အားတွေပြန်ထပ်တိုးလာခဲ့တယ်။မနေ့ကတော့ကာမိုင်းမရောက်ခင်မိုးကောင်းတဲ့ကာမိုင်းလမ်းကြားမှာရှိတဲ့နှံ့ရမ်းမှာတော့ခွေးမတာတဲ့ပက်ပက်ဆက်ဆက် မตาပြန်ပေါ်ပြီဆိုတဲ့ဥစ္စာသိရတယ်ဖះကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေမလို့ပဲဒီလောက်ထိကြမှာနိုင်နိုင်တာเนาะပါကြောင့်လေးဆိုတော့နေရာတကာမှာမตาလေးထုညဉ့်ညမ်းနေတဲ့အချိန်မှာကျတော့မြန်မာနိုင်ငံသားတွေစံစံမာမာနဲ့နေနိုင်တာကိုတော့ဖះကျေးဇူးတော်ကိုလေ မချီးကျူးပဲနဲ့ကိုမနေနိုင်ဘူးနော်မတားရပြပဆက်ဆက်ပေါ်သွားတယ်ဒါတခု နောက်တခုကတော့အခုဝိုင်းမော်လက်မြောင်မှာလဲ မသားတွေအများကြီးပေါ်သွားတယ်။တက်ရင်တစ်ခုလောက်ကုံလောက်တဲ့အထိမသားပေါ်သွားတယ်ဆိုတော့ကိုသိရတယ်။ပြီးနောက်တစ်ခုကတော့အခုဘုံမော်မှာတိုက်ပွဲတွေတစ်ခါပြန်မှပြင်းထန်တယ်။လွန်ခဲ့တဲ့အောက်တိုဘာလတုန်းက ခလာယ59ရဲ့ကာကင်းစခန်းကို KAAD တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းကနေမှစခန်းတော့မသိမ်းဘူးဒါပေမဲ့နေ့တိုင်းနေ့တိုင်းတိုက်ပွဲတွေပြင်းထန်ခဲ့တာဟာ November လ9ရက်နေ့အထိဖြစ်တယ်ဆိုတော့မနေ့က November လ6ရက်နေ့မနေ့အစောကြီးမှာတော့တခါပြန်လဲပြီးတော့ခလာယ59တက်ကရိုဝင်းနမ်ပါတမိုင်လုံး၃မိုင်ဒီနေရာဒီမှာတပြိုင်တည်း KIA နဲ့အတူပူပေါင်းတော်လာရေးတဲ့ဘက်ကနေမှမနေ့ကနိုဝင်ဘာလ6ရက်နေ့မနေ့ကနေစပြီးထိုးစစ်ဆင်တာခဲ့ပြီးအခုဒီ online နေမှာခလာရ49ခုနဲ့အဲအတော်လေးခံရတဲ့ဗီဒီယိုတွေမြင်ရမှာပါเนาะဆိုတော့ကျွန်တော်မကြခင်မှာဒရင်ကောင်တစ်ခုခုကျွန်တော် ကြားရတော့မယ်ဆိုတော့ကိုပြည်သူတွေကိုရှေ့ဥစွာပြောချင်တယ်။တိုက်ပွဲတွေပြင်းထန်ပြီးဆိုကြတဲ့တော့ပြည်သူလူထုတွေတည်တာဖို့ကစစ်ခွေးတွေရဲ့လေရင်နဲ့ drone တွေနဲ့ပလူပြန်နေပြီးဆိုတဲ့အကြောင်းကိုလည်းတည်ထားဖို့လိုတယ်။ဒီနေ့ကျွန်တော်တို့တော်လန်ရဲတွေတွေ့တော့ကိစ္စမရှိပဲမဲ့ပြည်သူလူထုတွေသတိပြုကြပါလို့ပြောချင်တယ်။နောက်တစ်ခုခွန်လန်ဖူးမှာတော့စစ်ခွေးတွေမြေပြင်ကနေမှလုံးဝလှုပ်ရှားလို့မရတဲ့အခါမှာနေနေညာညာလေရင်နဲ့ပုံကျဲတယ်။ဟယ်လီကော်ပတာနဲ့နေ့တိုင်းလိုလိုအဲ့ဘက်မှာကင်းထောက်နေတယ် ်ဆိုတော့ခေါလန်ဖူးဘက်မှာကြံနေတော့ကချင်ပြည်သူခွေးတွေနဲ့အတူစစ်ခွေးရဲခွေးတွေပဲချင်းပြောင်းမလဲဆိုတော့ကျမတို့နားစွန့်ဖို့လိုအပ်တယ်နော်ပြီးနောက်တစ်ခုကတော့ကျတို့ဗီဒီယိုတော်တော်လေးအတန်လေးနားထောင်ရအောင်ဖုံးဖုံးဝါတဝဖုံးဖုံးဝါတဝအေးခေါင်းကြီးကိုမရှိတော့ဘူးမယ်ဒီဗီဒီယိုကတော့လုံးဝပြပေးလို့မရလို့ဘာကြောင့်လဲဆိုတော့ခွေးမတာပေါ်တာပက်ပက်ဆက်ဆက်ပဲလုံးဝကြီးလို့ကိုမကောင်းအောင်ကျွတ်ထင်တာကတော့တရားနီးပါလို့ ပပဆက်ဆက်သေးတာတန်ရရတာမပါဘူးနော်မတာပေါ်တာပပဆက်ဆက်ကိုပေါ်နေတာဆိုတော့ဒီဗီဒီယိုကတော့ Telegram ထဲမှာလည်းတချို့တွေတွေ့ရင်လည်းတွေ့လိမ့်မယ်ကြွတော့မကြည့်ရသေးဘူး Telegram မှာလည်းပေါ်လာကောင်းပေါ်လာလိမ့်မယ်ခွေးမတာပေါ်တာအတော်လေးဆိုးတဲ့ဗီဒီယိုဖြစ်တယ် ခွေးတွေတတိထားကြပါဒါကတော့ဒီနေ့ကျမတို့ရဲ့အောင်ပွဲပြီးနောက်အောင်ပွဲတစ်ခုကတော့ကော့တောင်းခရိုင်ခမောက်မြို့နယ်ဘက်မှာလဲစစ်ခွေးတွေဘက်ကနေမှထိုးစစ်ဆင်လာခဲ့တဲ့အခါမှာဘုံမိုးတကောင်ဘုံမိုးကြီးတကောင်တက်ကြက်ကြီးတကောင်နဲ့အတူ ခွေးမသားပေါင်း20ကျော်နေရာမှာတင်ခွေးတွေဝတ်တွေတည်သွားတယ်ဆိုတဲ့ဥစ္စာကိုသိရတယ်။ပြီးနောက်တစ်ခုကတော့အခုဒီကရင်ပြည်နယ်ကော့ကရိတ်မြို့ရဲ့မြောက်ပိုင်းမှာနိုဝင်ဘာလ9ရက်နေ့ကနေစပြီးတော့စစ်ခွေးတွေနဲ့တော်လန်ရဲတွေတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။အညာက PDF ရဲ့လက်စွမ်းတွေလည်းအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့အညာက အောင်ပွဲကိုတော့ကျမမပြောတော့ဘူးကျမတက်ပုံမြန်တဲ့သူတွေပြောတာကိုကျတော့တော်လာရဲတွေတိပြီးတာဖြစ်လိမ့်မယ်ဆိုတော့ဒါကတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တယ် ပြီးနောက်တရင်တပုတ်အနေနဲ့ကတော့အခုဒီ1029တိုက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်တယ်1029မှာနှမျိုးရှိတယ်တခုကတော့စစ်ခွေးတွေကိုမတအများကြီးပေါ်အောင် လုံနိုင်ခဲ့တဲ့တိုက်ပွဲဖြစ်တယ်နောက်တခုအနေနဲ့ကတော့ဒီ1029ဆိုတာဟာတရုတ်ဒီကျူးကျော်လာတဲ့နေ့လို့တောင်ပြောလို့ရမလားတော့မသိဘူးဘာကြောင့်လဲဆိုတော့အခုဒီ အခု MNDAA တွေကိုအပြစ်ခတ်ရက်ဆဲခိုင်းလိုက်တယ် TNLD ကိုလည်းအပြစ်ခတ်ရက်ဆဲခိုင်းလိုက်တယ်ဝါတွေကိုမလုတ်အောင်ထိန်းချုပ်ခဲ့တယ်ဒီတရုတ်ဒီဘက်ကနေမှဆိုတော့ဒါတွေကိုတော့အခြေတပွင့်နဲ့ကျွန်မမပြောတော့ဘူးပြင်ဘာဖြစ်တယ်လဲဆိုတော့တနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီလောက်မှာတရုတ်ပြည်ကထောက်လန်းရေးဒီကချင်းချွေဟော်ဘက်ကနေမှကား6စီးနဲ့ကိုခေဘက်ကို ရောက်လာပြီးတော့ TNLD ဖမ်းထားတဲ့တခုချပို့ ်တရုတ်ဒီကို ခေါ်ပြီးတော့နှစ်နာရီလောက်မှပြန်ထွက်သွားတယ်လို့သိရတယ်တကယ်လို့ဒါတဟာမန်ကန်နေဆိုလို့ရှိရင်တော့အချက်မြောက်ကိုတော့တရုတ်ဒီကြိုက်တယ်လို့ခြေလေလို့ရတယ်ဆိုတဲ့သဘောဖြစ်တယ်ဆိုတော့ဒီနေ့အခုဒီစစ်ခွေးတွေကပြပရန်ကိုကောက်ွယ်တယ်လို့ဒါပြောနေတယ်ချက်မြောက်ကိုတရုတ်ကြီးကြိုက်တယ်လို့ခြေလင်းနေကြတယ်။ရခိုင်ဘက်ကလည်းအာစာဒီနဲ့အတူရိုဟင်ဂျာစစ်တပ်ကလည်းခွေးတွေဘက်ကနေမ လက်နက်ခဲယမ်းတွေပေးပြီးစစ်တင်တန်းတွေပေးပြီးတော့အရခတတ်တော်တွေကိုတိုက်ခိုင်းတဲ့အရာတွေရှိတယ်မြန်မာနိုင်ငံမြေပုံကိုတိုင်းရင်းသားလက်နက်ကိုင်တွေကဖိတ်ယူကြတယ်လို့ပြောတယ်ဒါပေမဲ့တကယ်ဖိတ်ပေးတာကဘာလို့လဲဆိုတော့ဒီနေ့ခွေးတွေနင်းတို့တိတတ်ဖို့မြင်တတ်ဖို့ကိုပြောပြနေတာနော်ဒီဥစ္စာတွေပြောလို့ရှင်လဲတိတ်ပြီးမှနာကျင်စရာကောင်းပါတယ်ဒီဥစ္စာကိုဒီမှာပစ်ထားမယ်ဆိုတော့အခုကျွန်တော်တို့နောက်တွင်တစ်ပုတ်နေနေတော့ဗီဒီယိုတိုတိုလေးကိုနားထောင်ကြည့်ရအောင်နော်ဒီနေ့မြန်မာနိုင်ငံမှာတရုတ်ဆောင်တဲ့သူများရှင်အကုန်လုံးလက်ညှိုးထိုးမိမယ်ခင်ဗျားတို့ကလို့အာဆီယံ လူပညာရှင်တွေကတော့ခင်ဗျားတို့အစင်တန်းရှိတဲ့စာရင်းတွေကိုလူရသွင်းလို့လားခင်ဗျားတို့ပြောမယ်မင်းရောနိုင်ငံတကာ journalist တွေကြောင့်မင်းလူရသွင်းခံလားလူရသွင်းခံခံရတော့မသိဘူးကျွန်တော်အိန္ဒိယတော်တော့ journalist ပေါင်းအယောက်40ကျော်အကုန်လုံးကကျွန်တော်တို့အေးစေးစကားပြောနိုင်တယ်ပြီးတော့ကျွန်တော်နေပေါ်ကစုယူထားတယ်ပြောပါဦးခင်ဗျားတို့လူပညာရှင်ကဘယ်နိုင်ငံကစုတွေပေးထားလဲဟိုဘာ9ရက်နေမှာဖူးဖူးကိုတက်ဆိုင်ရာလူကြုံတက်ဖို့နေရာတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ် လုံချွင်းတက်ဖို့အနေလာတဲ့ခါကျတော့ဖူးရတော့ပါဝင်ပါမယ်ဆိုတာမျိုးတွေဖြစ်လာတယ်။မိုးဘာ9ရက်နေမနေ့ရက်ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်။တချို့မြန်နေပြီတဲ့သစ်ဆောင်ပိတာလုံးတယ်။တချို့တွေကမျက်နှာထွက်မပြချင်လို့ဒရိုက်တာတွေကဝင်ထိုင်ပလိုက်တယ်။တချို့တွေမြန်နေပြီတဲ့မတက်တာလို့လောက်ရတယ်ဆိုတော့မြန်နေပြီတွေနဲ့လုပ်ကြတယ်။နိုင်ငံတော်ကြီးကြီးတွေလည်းအနေနဲ့လည်းသိဖို့လိုတာကငါတို့မတက်တာလို့လောက်ရတာပေါ့ကွာဆိုတော့အချိုးမျိုးနဲ့လုပ်တယ်ဆိုရင်အေးမတက်တာတာတစ်ချိန်ပုတ်ဘူးကွာအချိန်ချင်းခါခါပဲဆိုတော့မပြောက်ဘူးလို့။ဒီလူတွေကနည်းနည်းလေးတော့ကြောင်းမန်းကံမန်းသိအောင်လို့လှုပ်ထားပေးဖို့လိုအပ်တယ်။နောက်မှဆိုရင်ဂျိုကြွတတ်တယ်။ပြီးရင်တို့ကဘာလဲဆိုတော့တို့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါက်ပြီးတော့ မလေးငါတို့ရဲ့ဘသူကလေတက်တော့လောက်ပြရတာတဏှာကြီးထောက်ခိုင်းတော့လောက်အပ်ပြီးပေါ့ကိုကတဏှာထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမေဖွဲ့စည်းနေနေတဲ့ကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လောက်မှလည်းဖြစ်မယ်မလောက်ရင်လည်းမရတချို့လူတွေကရင်ပေးဖို့တက်လာတယ်မတက်တာလို့တက်လာတယ်2020နှစ်မှာစေမောတက်ယူတဲ့ကမန်နေဂျာကြီးတဲ့ခတ်တင်းတင်းကြီးစကားပြောတော့စကားကြောတင်းတင်းနေတယ်ခတ်မှမာရင်ရွှေမုံရည်တို့ပါလို့ဆိုရင်ကျေးဇူးတင်တာတော့မချောင်ပြောဘူးတော့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးကလိုက်ခေါ်တော့သူကခချောချောနဲ့လှုပ်တာအဲ့လိုလှုပ်တာကစမ်းသားကြည့်နော် တခါတခါကျရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောတွေရာလေသူတို့ကြည့်တော့ဖြင့်မြန်မာနိုင်ငံမှာပဲဟိုကြက်တောင်ရိုးကြက်မှုအင်ကြက်အစင်တွေအချင်းပေါင်းတဲ့အစင်တော်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေကျွန်တော်တို့မြန်မာပြည်ကလူကြီးတွေကိုယ်တိုင်အားကိုဥဒ္ဓမြာစင်ရှင်မြင်သူတို့ကမသိမြားဘိုးဘွားကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာဘာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အမှုပညာတဲ့လူမျက်နှာကြောတင်းတင်းနဲ့ခတ်မှမှာခတ်ပြက်ပြက်ဆက်ဆံနိုင်ဖို့လိုတယ်အဲ့လိုမှအဲ့လူတွေအချိုးပြေမှာပြီးရင်တော့သူတို့ရဲ့အခွန်တွေလိုက်တာကုတွေကဖိုးဖေးဆိုလို့ဖိုးဖေးရဲ့ရိုက်ခဲ့တဲ့ကားတွေအကုန်လုံးဆင်းနေဆွတ်ချလိုက်ရွှေရှင်ထုတ်လို့ကုမ္ပဏီနံပါတ်ကြီးကြည့်လိုက် အဲ့ထုတ်လိုက်ကုမ္ပဏီတွေအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းမင်းဖိုးဝင်းနဲ့ဘဏ္ဍာကရိုက်ခဲ့လေအဲ့ကားတွေရိုက်ခဲ့တယ်ဖိုးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းလေးပေးလိုက်ကားဆယ်ကားဆိုရင်တကားကိုကျွန်တော်သိတော့ရပေးရမယ်ဆယ်ကသိတော့ကဲဖိုးဝင်းအခုဘယ်လောက်ဆောင်တာလဲရှင်းထုတ်လိုက်ကုမ္ပဏီမင်းပေးမင်းကုမ္ပဏီဆောင်တာလဲပြန်ထောက်ဆန်းပါခင်ဗျားတို့အရှိတရားယူမှာခင်ဗျားတို့မလုပ်တဲ့ခါကျတော့ခင်ဗျားတို့စောက်ကြည့်မဆိုင်ဘူးဆိုပုံစံလုပ်ကုန်ပါဆိုတော့အခုဒီဗီဒီယိုကိုဘတ်မောအိုးဆုံး reaction မလုပ်ခင်မှာ အခုအညာမှာရှိနေတော့ PDF ရေပေါ်တွေကိုကျွန်မပြောချင်တယ်။ဒီသတင်းတွေကိုနားထောင်တဲ့အခါမှာအတော်လေးဒေါ်ရထွက်တယ်။ဒါကြောင့်အခုအညာမှာလှုပ်ရှားနေတော့ PDF ရေပေါ်တွေကိုကျွန်မပြောချင်တာကကျော်မင်းမင်းကိုတတ်ဖို့ရန်အတွက်တတ်လို့ရပြီဆိုတဲ့အချိန်မှာကြွက်ကိုစရေးပါ။အခုကျွန်မနဘေးနားမှာတင်ထားတဲ့ဒီစနိုက်ပါကတော့ကျွန်မ online ကနေရှာကြည့်တယ်။အတော်လေးကောင်းတဲ့စနိုက်ပါဖြစ်တယ်။ဆိုတော့ကျော်မင်းမင်းကိုတတ်ဖို့ရန်အတွက် အဆင်ပြေတယ်ဆိုလို့ရှိရင်ကျမရဲ့ YouTube ကနေစာရေးပါ ကျမတခါစာမပြန်ဘူးဆိုလို့ရှိရင်နောက်တခါရေးပါ comments ကတထောင်ကျော်သွားလို့ရှိရင်ကျမမဖတ်နိုင်ဘူးဒါကြောင့်မို့ကျမရဲ့ YouTube ကနေမှကောင်းကောင်းလေးစာရေးပါကျမဒီ sniper ကိုကျမဝေပေးမယ်ကြော်မျိုးမင်းကိုတတ်လို့ရအောင်ကိုတတ်ကြပါလို့ပဲပြောချင်တယ် နော်ဆိုတော့မနေ့သတင်းထဲမှာလည်းကြွပြောခဲ့ပြီးနိုဝင်ဘာလ9ရက်နေ့ဆိုလို့ရှင်တော့အနုပညာရှင်တွေကိုတတ်မှတ်ထားတဲ့ရက်ဖြစ်တယ်အခုဒီနိုဝင်ဘာလ6ရက်ဆိုတော့မနေ့ကနေစပြီးတော့စစ်ခွေးတွေဘက်မှာဘဒူပါဝင်တယ်လဲမပါဝင်တယ်လဲဆိုတဲ့ဥစ္စာကိုသူတို့ခေါ်ပြီးမှစစ်ဆေးမယ်လို့ပြောတဲ့အတိုင်းပဲမနေ့ကတော့ဖုန်းခေါ်ရင်လည်းမကင်တဲ့ဖွေးဖွေးစီကိုခွေးတွေတွားပြမှာတွားပြောတဲ့အတွက်ကြောင့်အခုဖွေးဖွေးကလည်းပဲစစ်ခွေးတွေရဲ့လော်ဘီလုပ်ပေးဖို့ရတဲ့ သဘောတူညီချက်ကိုရရှိသွားပြီလို့ပြောတယ်ပြီးလို့ရှိရင်လည်း November လ9ရက်နေ့ကနေစပြီးတော့ခွေးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုပညာရှင်တွေကို slogan ပြောခိုင်းတယ်အဲ့ထဲမှာအခုဒီကြော်မျိုးမင်းဟာအတော်လေးမွေနောက်နေတဲ့ခွေးဖြစ်တယ်ဆိုတော့အခုဒီထဲမှာသူဘာပြောလဲဆိုတော့တချို့ဆိုလို့ရှိရင်ပြောတာပြောတာစိတ်မဝင်စားတဲ့အတွက်ကြောင့်တို့ရဲ့မျက်နှာဘေးတွေကအဆင်မပြေဘူးပြောရမှာမလို့ပြောတယ်ဆိုတဲ့ပုံစံနဲ့ပြောတယ်တချို့ဆိုလို့ရှိရင်တော့ရှက်ထွက်မပြောချင်တဲ့အခါမှာဒါရိုက်တာလို့လို့ဘာလို့လို့လူပဲစုဆောင်ပေးတယ်လို့လို့လုပ်တယ်လို့ လို့ပြောတယ်။တချို့တော့အမှုပညာရှင်တွေဟာဒေါ်လာရဲပဲမှာပါနေလို့မဟုတ်ဘူးနော်။နိုင်ငံရေးကိုစိတ်ကိုကုံတယ်လို့သူတို့ကနင့်တို့ရဲ့ lobby ကိုမလုပ်ပေးချင်ဘူးလို့ပြောတာ။နင့်တို့ကိုယ်တိုင်အတင်းအတမနဲ့လှုပ်ခိုင်းလို့လှုပ်တာလေ။ဒါကိုအခုအမှုပညာရှင်ကတော့မလှုပ်ချင်တဲ့အတွက်ကြောင့်လှုပ်ကိုလှုပ်ခိုင်းရမယ်လို့ပြောတာ။ပြင်းမျက်နှာပဲတွေလည်းကြီးလို့လှုပ်တယ်။ဒါကိုစစ်ခွေးတွေကနေမှနော်ကောင်းကောင်းလေးကြည့်ပြီးရမယ်။ပြလို့ရှင်အခုဒီဖွေးဖွေးတွေဆိုလို့ရှင်လဲနော်သူတို့ရုပ်ရှင်ဘလောက်ရိုက်တယ်လဲ။ရိုက်တဲ့ပေါ်မှာမူတည်ပြီးတော့အခွန် ကောက်ရမယ်လို့ပြောတာဆိုတော့အခွန်ကိုဘယ်လောက်ရခိုင်နှုန်းကောက်တယ်လဲဆိုတာရှိတယ်နောက်တစ်ခုကတော့အခွန်ကောက်တယ်ဆိုကြတဲ့ကတော့လူတယောက်မှာတလမှာဘယ်လောက်စားရမလဲဆိုတာသူ့မှာကန့်တပ်ရှိရတော့မယ်ဆိုတော့ဝငွေရှိတဲ့သူတွေမှာအခွန်ကောက်တယ်လို့ပဲအလုံးမရှိတဲ့သူတွေကိုလူတယောက်ဟာတရက်ကိုဘယ်လောက်စားတယ်လဲတပတ်ဘယ်လောက်စားတယ်လဲတလဘယ်လောက်စားတယ်လဲဆိုတော့ပေါ်မှာမူတည်ပြီးတော့ ဝုံငွေမရှိတဲ့သူတွေဝုံငွေနေတဲ့သူတွေကိုပြန်ထောက်ပံ့ရတယ်နင်းတို့ဒီလိုမျိုးဖွေးဖွေးတို့လိုမျိုးတလကိုဘယ်နဲ့သိမ့်ပေါ်မှာဘလောက်ယူတယ်ဆိုတာနင်းတို့ရှိလို့ရှိရင်ဝုံငွေမရှိတဲ့သူတွေပေါ်မှာလဲဘယ်လောက်ရခိုင်နှုန်းပေးရမယ်ဆိုတာဟာရှစ်ကိုရှိရမယ်ဒါဟာကဘာပေါ်မှာ လုတ်တဲ့အခွန်ရဲ့သဘောတဘာဝဖြစ်တယ်အခွန်ကောက်တယ်လို့ပဲအလုတ်မရှိတဲ့သူတွေဝုံငွေနေတဲ့သူတွေကိုထောက်ပံ့ဖို့ရတော့အစိုးရမှာတာဝန်ရှိတယ် နင့်တို့ကိုနင့်တို့ကအစိုးရလို့တတ်မှတ်တယ်အခွန်ကောက်ရမယ်လို့တတ်မှတ်တယ်ဆိုလို့ရှိရင်ဝငွေနေတဲ့လူတွေကိုနင့်တို့ထောက်ပံ့မှုအပြည့်အဝရှိရမယ်ဒီအနုပညာရှင်တွေကဘာကြောင့်ရုပ်ရှင်ရိုက်တယ်လဲဒါရိုက်တာတွေဆိုလို့ရှိရင်ဘာကြောင့်မို့သူတို့ကဒါရိုက်တာလုပ်တယ်လဲဒါတွေကိုစဉ်းစားရမယ်တဲ့ရှင်းရှင်းလေးပဲနာမည်ကျော်ရှင်တို့ကိုယ့်ရဲ့ဝတ္တနာရအကိုပတ်ဆက်ရှားကြတယ်ဒါပဲအစိုးရပဲလုပ်လို့ရုပ်ရှင်တရုပ်ဆောင်ပဲဆောင်ဆောင်နာမည်ကြီးချင်တယ် ပတ်ဆံရှာချင်တယ်ဒါကြောင့်လောက်ကြတယ်ဘာရည်ရွယ်ချက်ရှိအောင်မလဲနင့်အမေကိုဘာလို့ဖို့ရတော့နင့်ကဘာရည်ရွယ်ချက်ထားစေချင်တယ်လဲသူကတော့ဒီနီပေါနိုင်ငံကဒီဒီမီဒီယာစုကိုရနေတယ်နီပေါလောက်ပေးတာများနော်စကားအแทမှာထဲ့မပြောဘူးကြော်မြို့မဲ့ပြီးလို့ရှင်လွန်ခဲ့တဲ့ချိန်မှာ तू အိန္ဒိယနိုင်ငံကိုသွားတာကိုလည်း तू တိတ်မင်းမှဂုံယူနေတာအခုနင်းတို့ခွေးတွေအုပ်ချုပ်လို့နင်းသွားရတာလူတွေအုပ်ချုပ်တော့ကနင်းပင်နိုင်ငံကိုသွားခဲ့ရလဲလဲ ပြလို့ရှိရင်အနုပညာရှင်တွေကိုသူပြောတာကဒီအနုပညာရှင်တွေဟာတဲ့အချင်းပေါင်းရောင်းတဲ့အဆင့်လောက်ပဲရှိတယ်လို့ပြောတာဒီဆိုလို့ရှိရင်ဘာကြောင့်မို့ဒီအချင်းပေါင်းရောင်းတဲ့အဆင့်ရှိတဲ့သူတွေကိုနင့်တို့ကမရမကနင့်တို့လော်ဘီဘာကြောင့်လုတ်ခိုင်းစေချင်တယ်လဲအချင်းပေါင်းရောင်းတဲ့အဆင့်လောက်ပဲရှိတယ်ဆိုလို့ရှိရင်တော့မလုတ်ချင်တဲ့သူတွေမလုတ်ခိုင်းပဲနဲ့အချင်းပေါင်းတွေတွေကိုနင့်တို့နဲ့စားပေးပြီးမှနင့်တို့ရဲ့လော်ဘီလုတ်ခိုင်းလိုက်လေနင့်ကိုလည်းဘသူကများလူထင်းနေတယ်လဲကြော်မြို့မင်း မချက်ဘူးလားနဲ့အာဒီအနုပညာရှင်တွေငါဟာခွေးတွေရဲ့ lobby လောက်ရမယ်လို့စာချုပ်ချုပ်ထားခဲ့သလားဒီအနုပညာရှင်တွေစင်စင်ရဲရဲနဲ့အနုပညာဆိုတဲ့စင်ပေါ်ကိုတက်လာတော့ကနင်းတို့ဘာလဲကတိကိုလောက်ပေးခဲ့တယ်လား ဒီနဲ့ကြမှာပဲဒီအမှုပညာရှင်တွေကဘာအဆင့်တန်းမှမရှိမရှိရင်ဘာကြောင့်နင်တို့တုံးချင်ကြတယ်လဲလုတ်ကိုလုတ်ရမေးဆိုပြီးမှဘာကြောင့်တနတ်တင်နဲ့နင်တို့ချင်းချောက်ပြီးတော့ဒီအမှုပညာရှင်တွေကိုနင်တို့စင်ပေါ်တင်ပေးချင်နေကြတယ်လဲအခုနင်တို့ရဲ့ခွေးဘောမှာအမှုပညာရှင်တွေကလူရောမတိုးလို့အခုဒီလိုမျိုးတော်လန်ရဲဘက်ကိုဝန်ခဲ့တယ် အနုပညာရှင်တို့ကိုနင်တို့စင်ပေါ်တင်ချင်တယ်ကြတာမဟုတ်ဘူးလားဒါပဲကြည့်ကြပါဘောမတဲ့သူတွေရဲ့အရေချင်းနဲ့ဘောမတွေရဲ့လုတ်ကွက်ဒီကဘလောက်အဆင်ရှိတယ်လဲဆိုတာကိုနင်တို့သိဖို့လိုတယ်ဆိုတော့အခုအနုပညာရှင်တွေကိုဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်နင်တလောက်ကြီးပြောရအောင်နင်းရဲ့အရေချင်းကတော့ဘလောက်ရှိတယ်လဲဒီလိုမျိုးအရေချင်းမရှိတဲ့အနုပညာရှင်တွေကိုဘာကြောင့်နင်ကတုံးချင်နေကြတာလဲအထူးသဖြင့်နင်လိုမျိုးခွေးအထင်ကြီးမှုပေါ်မှာသူတို့သမင်းစားနေတာမဟုတ်ဘူး သူတို့ဘဝသူတို့ကောင်းကောင်းလေးနေလို့ရတယ်နင်းကတားလေ1500 2000 statement တွေမရောက်ရင်သမင်းတော်မစားရဘူးမဟုတ်ဘူးလားလူဆိုတာဝရှိမှဝီလို့လို့ရတယ်နင်းလိုမျိုးဟောင်နေတဲ့ဥစ္စာကိုအုံအောင်မရှိတဲ့နင်းတို့ခွေးတွေပဲနားထောင်တာဒါကြောင့်ကျတော်တော်လိုင်းရဲတွေခွေးမှသမြကလေးကနေမှခွေးကြဘူးအထိကျမတို့အားလုံးကိုချေမုံရမယ့်အချိန်ဖြစ်နေပြီဘေတော်မှလက်မနေကြပါနဲ့ တကောင်တွေးလို့ရှိရင်တကောင်ချမယ်နှစ်ကောင်တွေးလို့ရှိရင်နှစ်ကောင်ချမယ်တော်လန်ရဲတဲ့ပက်ပက်ဆက်ဆက်ခွေးတွေကိုမတာပေါ်နေတယ်လို့ဒီနဲ့တော်လန်ရဲပြည်သူတွေလည်းအချိန်ရှိလို့ရှိရင်ကိုယ်လှုပ်တင်လှုပ်ထိုက်တာဘာလဲဆိုတာစဉ်းစားပြီးတော့တော်လန်ရဲဘက်မှာအာသက်တရပါဝင်ဖို့အတွက်လိုအပ်ပြီးဂျားနေတွေသတိထားကြပါလို့ကျွန်တော်ပြောချင်တယ်နော်ပြည်သူတွေအားလုံးစမ်းမပြူရှိကြပါစေ